တခါကတာဖာနှစ်ယောက်ဟာအလွန်စီကားတဲ့ဈေးကြီးအသွင်းကိုရောက်ရှိလာတဲ့အခါမှာအသက်၁၀နှစ်ခန့်ရှိတဲ့တာငယ်မအဖေဖြစ်သူကိုဗိုက်စာရီအဖေရှိမှရုံကွင်းနေရောက်နေတဲ့တာဟုဝဲကြွေးပါရီတကောင်ဘလောက်လဲတွားမိလိုက်လို့အဖေကပြန်ပြောလိုက်ပါရီအဲ့ဒါနဲ့တာဖြစ်သူကလည်းရုံကွင်းတဲကိုတွားမိတော့ရုံတကောင်ငါးချက်လို့ဈေးတဲကပြန်ပြောပါရီတာဖြစ်သူကလည်းအဖေတကောင်ငါးချက်တည်းပြတာဟုဝဲကြွေးတော့ဆိုတော့ အဖေကသူ့ရဲ့လက်ထဲမှာချစ်ချစ်ပါအောင်ဆုပ်ထားတဲ့တဆယ်တန်တရွက်လေးကိုကြည့်ရင်အန်ကိုချိန်ပြီးသားဖြစ်သူကိုပြောလိုက်ပါရီ။ဂျုံတစ်ခေါက်ငားချက်တယ်လား။မစားပါနဲ့အောင်သားရဲ့။လာသွားရအောင်သား။ဘိုက်စာနေရင်အဖေတခြားဟာဝဲကြွေးပါမယ်လို့ပြောပြီးသားဖြစ်သူရဲ့လက်ကိုဆွဲပြီးအဲ့ဒီနေရာကနေထွက်လာခဲ့ပါရီ။ပြီးတော့မှဘိမုံနှစ်ခုတကြက်ဖို့သားဖြစ်သူဘိုက်ပြည့်စီဖို့အတွက်ဝဲကြွေးခဲ့ပါရီ။ဒီလိုနဲ့95နှစ်ကြာလာတဲ့အခါမှာအဲ့ဒီရဲ့ဇေကြီးထဲကိုပဲတာဖာနှစ်ယောက်ပြန်ရောက်လာခဲ့ပါတယ်။ တားဖြတ်သူကပူဇော်ပြန်ပါရီဟိုမှာယုံကြည်တဲ့ရှိသေးတယ်ဗျတားကိုယုံတကောင်လောက်ဝယ်ကြည့်ပါဆိုတော့တကောင်ဘလောက်လဲလို့သွားမေးရှိဆိုတော့လွန်ခဲ့တဲ့15နှစ်ကတကောင်5ချက်တာရှိတဲ့ယုံကြည်ဟာအခုတော့တကောင်90ဖြစ်နေပါပြီအားဖေးဈေးကြည့်လိုက်တာတကောင်90တယ်ဗျဒီမှာတော့90မကားလို့9000ဖြစ်နေပါစေ။အခုချိန်မှာငါသားစားရှင်ရင်တကောင်မဟုတ်ဘူး၊နှစ်ကောင်စားလို့ရတယ်လို့အဖေကပြောတဲ့အခါတားဖြစ်သူကအံ့ဩတဲ့မျက်နှာနဲ့"ဟဲ့ ဟိုတခါသားစားရှင်နေဆိုတော့အဖေကသားကိုဝယ်မကြွေးပဲအခုကျတော့နှကောင်တော်ဝယ်ကြွေးနေပါလားအဖေရဆိုတော့ဒီမှာသားဟိုတခါအဖေမဝယ်ကြွေးခဲ့တာကအဲ့ဒီတုန်းကတာဖာနေအောင်စစ်စစ်ရေးရေးနဲ့ဘွားကိုဖျက်တမ်းနေရတဲ့အချိန်မှာအဖေရဲ့လက်ထဲမှာတစ်စိမ့်တန်တိရပဲရှိတဲ့ငါသားအဲ့ဒီအချိန်တုန်းကရုံတကောင်၅ချက်အဖေဝယ်ကျွေးရင်ရနိုင်ပြီမေအဖေရဲ့လက်ထဲမှာကြံခဲ့ပင်၅ချက်တန်တရွက်ကအဖေတို့တာဖာနေအောင်မနှက်ဖြစ်အတွက်တကယ်လိုအပ်မေစံစီစာစရာတွေကိုဝယ်ဖို့မလုံလောက်ဘူးတောင်အဲ့ဒါကြောင့်မလို့တားဟုတ်ဝယ်ကျွေးရှင်တဲ့ဆန္ဒကိုရှိုးနေပြီ ဘိန်းမောင်နှစ်ခုတစ်ချက်ပို့တာအဖေဝဲကြွေးခဲ့တာပါအခုအဖေတို့ကအရင်တုန်းကလိုမဟုတ်တော့ဘူးလေအဖေတို့ရှမ်းသာနေပြီငါသားစားရှင်တာလှုပ်ရှင်တာမှန်သမျှကိုအခုချိန်မှာအဖေအကောင်လုံးလှုပ်ပြီးနိုင်တယ်ငါသားတွေပုံပြင်လေးကတော့ဒါပါပဲကျွန်တော်တို့တွေလေဘွားကိုခွားကိုကိုဖျက်တမ်းနေကြတဲ့အချိန်မှာလိုချင်တာလှုပ်ရှင်တာဝှစ်ရှင်တာစားရှင်တာမှန်သမျှကိုပုံပြင်သေးကအဖေဖြစ်သူလို့ဆန္ဒကိုရှိုးနေထားရပါမယ်ကိုရဲ့ဘွားရဲ့တိဘိုခက်ခဲနေတဲ့အချိန်မှာ ပဆက်ရှိရှမ်းသာနေတဲ့သူတွေနဲ့လိုက်ပြီးတမ်းမညိတင်ပါဘူး။ဥမာတစ်ခုပြောရရင်အခုလက်ရှိပဆက်ရှမ်းသာတဲ့သူတယောက်ဟာထမင်းကိုတပွဲတစ်တောင်ပေးပြီးစားနိုင်တယ်။အင်ဂျီတစ်ထည်ကို၅တောင်ပေးပြီးဝယ်နိုင်ပါရဲ့။အဲ့ဒါလိုပဲကျွန်တော်တို့ခမားတို့တွေဟာအမြဲတမ်းတော့မဟုတ်ပေမယ့်အခါအားလျော်စွာတထည်တွေလိုထမင်းတပွဲတစ်တောင်ပေးပြီးစားနိုင်တယ်လို့အင်ဂျီတစ်ထည်ကို၅တောင်ပေးပြီးလဲဝယ်နိုင်ပါရဲ့။ဒါပေမဲ့တန်မိုးချင်းသူပေမဲ့ပိဆက်ရပုံရှင်မတူဘူး။ တ်ဆန့်ရှမ်းသားရဲ့တတိတယောက်ရဲ့လောက်အားနဲ့ရတဲ့ငွေတသိန်းကမိနစ်ပိုင်းလေးနဲ့ဖြစ်နိုင်ပြီးမင်းကျွန်တော်တို့ရဲ့လောက်အားနဲ့ရတဲ့ငွေတသိန်းကတော့မိနစ်ပိုင်းလေးနဲ့မဖြစ်နိုင်လို့ပဲဖြစ်ပါရည်နောက်ဆုံးစကားအနေနဲ့ရုံးတကောင်၅ချက်မစားနဲ့90ဖြစ်မှစားလို့ပြောလိုက်ပါရစေ